မင်္ဂလာပါရှင်ဒီနေ့ခေတ်မှာအွန်လိုင်းနယ်ရီအလုပ်လုပ်တာတို့ဆက်သွယ်ကြတာတို့ကတခက်ကမရှိမဖြစ်ပဲเนาะဟုတ်ကဲ့မရှိမဖြစ်ပါပဲဟွန်းအီးမေးလ်တွေဗီဒီယိုကောတွေချက်တွေနဲ့တနေ့တနေ့အလုပ်လုပ်နေကြရတယ်ဒါမဲ့လေအချင်းတွေတခုအတွက်ဘယ်နည်းလောက်ကအတင်းကြုံဆုံးလဲဆိုတော့ကိုဘယ်နည်းအောင်လောက်များတည်တည်ချာချာစဉ်းစားပြီးရွေးဖစ်ကြလဲမသိဘူးအမ်တော်တော်များများကတော့လေ ကိုအလွယ်ဆုံးလို့ထင်တာဒါမှမဟုတ်သုံးနေကြဖြစ်နေတာကိုပဲရွေးလိုက်တာများပါတယ်ခင်ဗျာတိတ်ပြီးတော့အဲ့ဒါကိုကောက်တဲ့အထဲမှာစဉ်းစားကြဘူးပေါ့ဟုတ်ဒါပေမဲ့အဲ့ဒီလိုတတိမမှုပဲရွေးလိုက်တဲ့အထဲမှာလေနားလဲမှုလွေတာတွေအခွင့်အရေးကောင်းတွေလတ်လွတ်သွားတာမျိုးတွေအဲတခါလေးမှဆိုရင်တော်တော်ကြီးမာတဲ့ပြဿနာတွေအထိဖြစ်သွားနိုင်ပါတယ်ဟဲ့ကြီးမာတဲ့ပြဿနာဆိုတာဘလောက်ထိတော့ကြီးနိုင်လို့လဲဥပမာတစ်ခုပြောရရင်လေ Glaxo Smith Kline ဘော GSK လို့ခေါ်ကြတဲ့ဆေးကုမ္ပဏီကြီးမှာ ဖြစ်ခဲ့တာရှိတယ်။သူတို့ရဲ့စေတမျိုးနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်လက်တွေကိုဖုံးခွဲထားဖို့ကုမ္ပဏီတင်းက executive တယောက်က email နဲ့ညွှန်ကြားခဲ့တာ။အော် email နဲ့ဟုတ်တယ်။အဲ့ဒီ email ကနောက်ပိုင်းတရားရုံးမှာအရေးကြီးတဲ့သက်တေဖြစ်လာပြီးတော့ကုမ္ပဏီကဒေါ်လာ3ဘီလီယံဒန်းွေဆောင်လိုက်ရတယ်။3 3ဘီလီယံ email တစ်ဆောင်နဲ့နော်အမလီကြားလာတာတော့စက်တီးထစရာပဲ။ဟုတ်ပါတယ်။ဆိုတော့ email တစ်ဆောင်တည်းနဲ့ဒေါ်လာ3ဘီလီယံဆုံးရှုံးတော့တဲ့သဘောပေါ့နော်။ဒါဆိုရင်တော့ကျမတို့ရဲ့ဒီနေ့စဉ် virtual communication ရွေးချယ်မှုလေးတွေကထင်ထားတဲ့အများကြီးပိုပြီးအရေးပါတယ်ဆိုတဲ့သဘောပဲပေါ့နော်။အတိအကျပါပဲ။ဒီနေ့ဆွေးနွေးမှုမှာတော့လီအန်ဒရူးဘရော့စကီရဲ့သူတေသနာတွေတကယ်လက်တွေ့ဖိရက်ကိကိုအခြေခံပြီးတော့အဲ့ဒီလိုဒေါ်လာဘီလီယံတန်အမားမျိုးတွေနဲ့ကျမတို့နေ့စဉ်ကြုံရနိုင်တဲ့တေးသေးမွားမွားနားလည်မှုလွယ်မှားမှုတွေအထီးပေါ့လေ။ဘလို့ရှောင်ရှားနိုင်မလဲ။ပြီးတော့ အခြေအနေနဲ့ကိုယ်ယူရချက်အပေါ်မူတည်ပြီးအသင့်တော်ဆုံး virtual communication နည်းလမ်းကိုဘယ်လိုရွေးမလဲဆိုတာကိုအတွင်းကြကြလေ့လာကြည့်ကြအောင်လားကောင်းပါပြီအဓိကကတော့လေမနီးလမ်းကဘာကြောင့်ဖို့ကောင်းလဲဘယ်ချိန်မှဘာကိုတတိထားရမယ်ဆိုတာကိုနားလည်ဖို့ပါပဲဒီအတွက်စစ်တွေရဲ့နည်းလမ်းလေးအခြေခံသရိုတရားနှစ်ခုကိုအရင်တိထားဖို့လိုတယ်ခင်ဗျာဟုတ်ကဲ့တခုကအဲ့ဒီနည်းလမ်းကမင်းနာချင်းဆိုင်စကားပြောတာနဲ့ blocks into the less တော့တိုင်းတာတဲ့ richness ပေါ့ richness ဆိုတာ um ဘလိုမျိုးကိုပြောတာလဲရှင် communication mode တခုရဲ့ richness ဆိုတာကလေအဲ့ဒီနီလန်းကနေတရင်အချက်လက်နဲ့ဆက်ဆက်ကြောင်းရောဘလောက်များများတစ်ချိန်တည်းမှာထဲဆောင်ပေးနိုင်တယ်လဲဆိုတာကိုရည်ညွှန်းတာပါအော်ဥပမာစကလုံးနေပါတယ်အတန်နေအတန်ထားပါတယ်မင်းနာအမူအရာကိုဟာအမူအရာဆက်တာတွေဘလောက်ပါလဲပြီးတော့ကိုပြောလိုက်တာကိုတစ်ဖက်လူကဘလောက်မြန်မြန်တုံ့ပြန်နိုင်တယ်လဲအဲ့ဒါ feedback speed ပေါ့ဟုတ်ကဲ့မင်းနာချင်းဆိုင်စကားပြောခြင်းကအချက်လက်အစုံလင်ဆုံး နဲ့အမြန်ဆုံးတွန့်ပြန်မှုရလို့ rich ဆုံးမဟုတ်လို့ပြောလို့ရပါတယ်။ Oh, hobby hobby. ဒါဆို richness ကိုဖြစ်စေတဲ့အဓိကအချက်တွေကဘာတွေဖြစ်မလဲ။အဓိကအချက်နှစ်ချက်ရှိပါတယ်။တစ်ခုက Q variety နဲ့နောက်တစ်ခုက synchronicity ပါ။ Q variety. ဟုတ်ကဲ့ Q variety ဆိုတာကမျက်နှာအမူအရာအတန်နေအတန်ထားကိုယ်ဟန်အမူအရာစတဲ့အချက်ပြမှုလေးပါ။အဲ့ဒီ Qs တွေ block ဆုံဆုံလင်းလင်းပါဝင်တယ်လဲဆိုတာပါ။ မျက်လာချင်းဆိုင်ကတော့အဆုံဆုံးပါနော်ဟုတ်ဗီဒီယိုကောလ်ဆိုရင်မျက်နာနဲ့အတန်းတော်ပါပြီမယ်တစ်ခုလုံးရဲ့ body language ကိုသေချာမမြင်ရတာမျိုးပြီးတော့တုံ့ပြန်မှုမှာအနှဲငယ်နောက်ကျတာမျိုးလေးတွေရှိနိုင်တယ် email တို့ text message တို့မှာတော့ဒီ non verbal cues တွေလုံးဝနှီးပါမပါတော့ဘူးလေအင်းဟုတ်ပါတယ်ဒုတိယအချက် synchronicity ကတော့ synchronicity ဆိုတာကအချင်းနဲ့တပြဲညီပါ ချက်ချင်းအပြန်လန်ပြောဆိုတုံ့ပြန်နိုင်မှုဘလောက်ရှိတယ်လဲဆိုတာပါမျက်နှာချင်းဆိုင် phone call video call တွေက synchronous ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုလိုတာက real time ပြောလို့ရတယ်ဟုတ်ကဲ့ email တို့ chat message တို့ချက်ချင်းပြန်မဖြေတဲ့ခါမျိုးပေါ့အဲ့ဒါတွေကတော့ asynchronous ဖြစ်တယ်ဆိုလိုတာကကြားထဲမှာအချိန်ခြားနားမှုရှိနိုင်တယ်ပေါ့အော် ဒီ synchronicity မှာသိနေတဲ့ခြားနားမှုလေးတွေကတော့အေးပါနိုင်နေဆိုတာစိတ်ဝင်စားစရာပဲเนาะ video call မှာ second ပိုင်းလောက်နောက်ကျတာလေးကစကားပြောတာအဆင်မပြေတာတယောက်နဲ့တယောက်စကားထပ်တာအမျိုးတွေခစ်စေတယ်ဆိုတာမျိုးလေဟုတ်ပါလေအရင်က the onion မှာ not the lulu နဲ့ရေးထားတာတောင်ဖတ်ဘူးတယ် Zoom ပေါ်ကလို့ဖို့ကိုင်းဖက်ဒီ sorry ပြောပါပြောပါလို့တယောက်ခုတယောက်အပြန်လန်အစိုးမရှိပြောနေကြရင်ပိတ်မိနေကြရဲဆိုတာမျိုးအဲ့လားတကယ်တကယ်ဖစ်တတ်တဲ့ကိစ္စပါအဲ့ဒီကြံ့ကြာမှုလေးတွေဟာ Skywine ရဲ့တဘာဝအတိုင်းစီးဆင်းမှုကိုအနောက်ရဖြစ်လာတယ်လေဟုတ်တာပေါ့အဲ့ဒါကြောင့်ဘဲမို့ကဘလော့ reach ဖြစ်တယ်ဘလော့ synchronous ဖြစ်တယ်ဆိုတာကိုတိထားဖို့ကကိုရွေးချယ်မှုလောက်တဲ့အခါမှာအရေးကြီးလာတာပေါ့ဟုတ်ကဲ့ ဒါဆိုရင်တော့ဘယ်မုတ်ကအကောင်းဆုံးလဲလို့မေးစရာရှိလာပြီ။အာအဲ့ဒါကတော့မာတတဲ့မိခုံလို့ပြောရမှာပဲ။အကောင်းဆုံးဆိုတော့တီးတန့်ကြီးမရှိပါဘူး။ကိုယ့်ရဲ့အဲ့ဒီအချင်းကရီးမှန်းချက်ဂိုးပေါ့လေ။အဲ့ဒီဂိုးနဲ့အချင်းဒီပေါ်မှာပဲမူတည်ပါတယ်။အော်ဟုတ်ကဲ့။ဒီတော့ရီးမှန်းချက်မျိုးမျိုးတော့ဘယ်မုတ်ကပိုတင်တော်လဲဆိုတော့တစ်ချက်ကြည့်ကြအောင်။ပထမဆုံးရီးမှန်းချက်ကတော့ကုန်ထုတ်စွာ productivity ပါ။ဟုတ်ခန်းစားရတာကတော့တော်တော်ထင်များတဲ့ပြဿနာပဲနော်။ဟုတ်ပါပဲ။ Shopify ဆိုတဲ့ကုမ္ပဏီဆိုရင်မလွန်အပ်တဲ့ meeting တွေကိုဖျက်ပစ်ခဲ့တယ်လို့တောင်ကြားတယ်။သူတို့က meeting ကုန်ကျစရိတ် calculator ပါထုတ်ထားတယ်ဆိုပဲ။ဝန်တန်း3ယောက်နဲ့ minute 30 meeting တစ်ခုကဒေါ်လာ900ကနေအထောက်6လိုက်ကြတော့ကုန်ကျနိုင်တယ်တဲ့။ဟုတ်ကဲ့။အဲ့ဒီလောက်အတိရှိနိုင်ပါရဲ့။ဟုတ်။ Jeff Bezos တို့ Mark Cuban တို့ Elon Musk တို့လိုနာမည်ကြီး billionaire တွေကလည်း meeting တွေကိုအချိန်ဖြုန်းရလို့မြင်ကြတယ်ဆိုပဲ။ မောင်ကျူဘန်ကဆိုငွေပေးမှပဲမီတင်တက်မယ်လို့တော့ပြောပဲဘူးတယ်နော်ဟုတ်ပါပဲအဲ့ဒီလိုအမြင်ကြီးရှိကြတယ်ဒါပေမဲ့မီတင်တွေလုံးဝမလုပ်ပဲလဲမရပြန်ဘူးလေအဓိကကဘဲချီမှာမီတင်လုပ်တင်လဲဘဲချီမှာတခြားနီလန်းသုံးတင်လဲဆိုတာကိုခွဲခြားဖို့ပဲဟုတ်ကဲ့ဆာယီတူဘရော့စကီသူရဲ့ PhD project အကြောင်းကို professor ကို email အရှိကြီးရေးပို့မယ်အစားစကားပြောလိုက်တာကပုံမြန်ပြီးထီအောင်ခဲ့တယ်ဆိုတဲ့အဖြစ်မျိုးပေါ့อืม ရိုးရိုးရှင်းရှင်းအချက်လက်များဝေတာအမြန် update လုပ်တာမျိုးအတွေ့ဆိုရင်တော့ email check လို့ asynchronous နည်းလမ်းတွေကအရင်ကောင်းပါတယ်ဟုတ်ကဲ့ဥပမာ wikipedia တို့ ruby on rails programming language တို့ဆိုရင်ဒီလို asynchronous communication ကိုကောင်းကောင်းအသုံးပြုတီကမ္ဘာတစ်ဝန်းကလူတွေပူးပေါင်းပြီးကြီးမားတဲ့ project တွေကိုအောင်မြင်လုပ်နိုင်ခဲ့တာပါအော် ဟုတ်တယ် Ruby on Rails Pandidu David Heinemeier Hansen ကတော့ပြောဘူးတယ် Open Source လောကတစ်ခုလုံးက Remote Work နဲ့ Asynchronous Communication ပေါ်မှာတည်ဆောက်ထားတာပါတယ်ဆိုတော့အချက်လက်ပေးရုံ update လုပ်ရုံဆိုရင်တော့ Async ပေါ့ Email Chat အဲ့ဒါတွေကိုသုံးဒါမှ Meeting အချင်းကုန်တက်တာမယ်ဟုတ်ပြီဒါဆိုပဲအချင်း Meeting လုံးတင်လဲ Synchronous ပေါ့အဲ့ဒါကတော့ရှုပ်ထွေးတဲ့ပြဿနာတွေအတူတူကဖြေရှင်းဖို့လိုတဲ့အခါ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့လိုတဲ့အခါတမမို့ဖွဲ့ဝင်တွေကြားမှာနားလည်မှုတို့ယုံကြည်မှုတို့တည်ဆောက်ဖို့လိုအပ်တဲ့အခါမျိုးမှာပေါ့အင်းအဲ့ဒီအခါမျိုးမှာတော့ video call audio call or synchronous နည်းလမ်းတွေကပိုပြီးထျောက်ပါတယ်အပြန်လန်ဆွေးနွေးရမှာကို email နဲ့အပြန်ပြန်လန်လန်လုပ်နေရင်အချင်းပိုကုန်ပြီးနားလည်မှုလွဲနိုင်ကြပုံများတယ်လीဟုတ်ကဲ့တခုစိတ်ဝင်စားစရာကောင်းတာကလीအ brainstorming လုပ်တဲ့အခါမှာလူဆောင်တက်ဆောင် real time meeting လုပ်တာထက်တယောက်ချင်းအကြံထုတ်ပြီးမှစုပေါင်းသုံးသတ်တာကပိုကောင်းတဲ့အကြံတွေထွက်စေတယ်လို့သူတေတနာတွေကဆိုတယ်နော်အဲ့ဒါဟုတ်ပါတယ်လူရှိမှကိုယ့်အကြံကိုဝေဖန်ခံရမှစိုးတဲ့စိတ် evaluation apprehension လို့ခေါ်တဲ့တင်တယ်အဲ့ဒါကြောင့်လူတွေကကိုယ့်ရဲ့အရေးတင်းဆုံးအကောင်းဆုံးအကြံတွေကိုထုတ်မပြောရတာမျိုးဖြစ်တယ်လို့ရတယ်။ဒါကတော်တော်လေး counter intuitive ပဲနော်။ကျမတို့ကအဖွဲ့လိုက်အကြံထုတ်တာကပိုကောင်းမယ်လို့ထင်ထားတာ ဟုတ်ပါတယ်တကယ်တမ်းကျတော့တယောက်ချင်းအရင်စဉ်းစားချင်းပြီးမှပေါင်းလိုက်တာကပိုကောင်းတဲ့ result ထွက်တတ်တယ်ဆိုတော့ productivity အတွက်ပြန်ချုပ်ရရင်လေ update လုပ်တာ info sharing ဆိုရင် async email chat share doc storm complex problem solving decision making team building ဆိုရင် sync video audio call တို့မယ် brainstorming အတွက်ဆိုရင်တော့ individual async အရင်လုပ်ပြီးမှ group sync discussion လုပ်မယ်အဲ့ဒါကပိုထီအောင်နိုင်တယ် ရှင်းသွားပါပြီ။ဒါ productivity တော့ပေါ့။နာမည်အလုပ်ဆိုတာဒါချင်းပဲမဟုတ်ခုလင်တော့လူမှုစဆိုင်ရင်းနဲ့ခန်းစားချက်တွေပါလာရဲ့ခါကြရရောဥပမာတရင်ဆိုးလေးပြောတာမျိုးပေါ့။ဒါကဒုတိယရင်မှန်းချက်စစ်မှတ်မှုပြတာချင်းနဲ့ခက်ခဲတရင်နေကင်တွေ့ခြင်း authenticity and handling difficulty news နဲ့ဆိုင်မဲ့ထင်းနေနော်။အတီးကြပဲခမ ya ။ကိုစိတ်ခဲမှာတကယ်မခန်းစားရတာကိုဟန်ဆောင်ပြရတဲ့အခြေအနေတွေရှိတတ်တယ်။ဒါကို surface acting လို့ခေါ်တာပေါ့။ အလုတ်ခွဲမှာတာမျိုးတွေကျုံရတယ်တဲ့ဟုတ်ကဲ့အော်အဲ့ဒီကိစ္စတော်တော်ကြက်ရိုက်သွားတယ်နော် तू ကဗီဒီယိုကောင်းနဲ့ပြောတာကပို့ပြီးတော့စာနာမှုရှိမယ်လို့ထင်ခဲ့ရလားမသိဘူးနော်อืมဖြစ်နိုင်ပါတယ်ဒါမဲ့သူ့ရဲ့ပြောပုံဆိုပုံလေနောက်ဆုံးအလုတ်ထူတွန်းကကျွန်တော်ငိုခဲ့တယ်ဒီတခါတော့ပို့တာမာဖို့မျောလဲမှာတယ်ဆိုတာမျိုးအဲ့ဒါကဝင်းသားတွေရဲ့ခန်းစားချက်ထက်ကိုခန်းစားချက်ကိုပို့ဦးစားပေးတယ်လို့ဖြစ်သွားပြီးတော့အချိန်ရောပို့ဆိုးသွားခဲ့တယ်ဟုတ်ဗီဒီယိုကောင်းမှာညနာမူရာကပေါ်နေတော့ ဟန်ဆောင်နေတာကိုလူတွေကပုံမြင်လွယ်တယ်လေဒီ surface acting လုပ်ရမယ်ချီနီမှာဘယ်မိုးကအကောင်းဆုံးဖြစ်မလဲဆိုတာစဉ်းစားစရာပဲ Rosky ရဲ့ VNN ကဆရာစမာတွေနဲ့လိုဖဲတဲ့သူတည်တနာဂျီမေဘုံကိုဖြေပေးမှနဲ့ထင်းနေနော်သူတို့ကကလေးဆောင်ပွဲကြတဲ့တရင်ဆိုးကိုမိဘစီပြောရတဲ့အခါဘလို့နီလန်တုံးလဲလေးလာခဲ့တာဆိုတော့ဟုတ်ပါတယ်အဲ့ဒီသူတည်တနာစီဝင်စားဖို့ကောင်းတယ်သူတို့တွေ့ရှိချက်အရာ email ကအရန်အေးဆက်ပြီး view မဆက်ရရောက်တယ်လို့ဆိုတယ် ဗီဒီယိုခေါ်ရမမမေနာချင်းဆိုင်ကကြတော့ဆရာသမားတွေရဲ့အစိတ်မတက်မသားဖြစ်မှုဟန်ဆောင်နေရမှုတွေကိုမျက်နှာနဲ့ကိုယ်မှုရာကနေတချင်မိဘတွေကရိမ့်မိနေတယ်။အော်အဲ့ဒီခါအတင့်တော်ဆုံး sweet spot က audio ဖြစ်နေတာကိုတွေ့ရတယ်။ဆိုလိုတာကဖုန်းခေါ်ဆိုမှုဒါမှမဟုတ်ကင်မရာပိတ်ထားတဲ့ဗီဒီယိုခေါ်ပေါ့ဟွန်းတစိတ်ဆိုတော့တရင်ဆိုပြုတ်ဖို့အကောင်းဆုံးကဗီဒီယိုမဟုတ်ပဲ audio လားဒါကလိုမျိုးစုထင်ထားတာနဲ့ပြောင်းပြန်ကြည့်ဖြစ်နေတယ်လို့ပဲ ကင်မရာဖွင့်ထားမှပေါ်ပြီး personal ဖြစ်တယ်။ပိုဂယူဆိုင်ရကြတယ်လို့ထင်ကြတာများတယ်မဟုတ်လားရှင်။အင်းအဲ့လိုထင်နိုင်ပေမဲ့ surface အတင်လောက်ရတဲ့အခါမှာ audio ကအားသာချက်ရှိနေတယ်ဗျာ။ကိုထင်းချုပ်ရမှာကအတန်တခုတည်းပဲလေ။အော်ဟုတ်ကဲ့။မျက်နာမူရကိုဟန်အမူအရာတွေပေါ်မှာစိုးရင်ဆရာမလို့တော့ဘူး။ဒါကြောင့်ကိုရဲ့စိတ်လှုပ်ရှားမှုစိတ်မတက်မတားဖြစ်မှုကိုပိုကောင်းကောင်းဖုံးကွယ်ထားနိုင်ပြီးပိုပြီးတည်ငြိမ် ACE ဆိုပြောနိုင်တယ်။အင်းတစ်ချိန်တည်းမှာပဲဒါက email လို့အစ်ဆက်တာမျိုးလည်းမဟုတ်ဘူးလေ။ ဒါကြောင့်တရင်ဆိုးပေးရမဲ့သူအတွက်ရောလက်ခံရမဲ့သူအတွက်ပါအော်ဒီယိုကပိုကောင်းနိုင်တယ်ဆိုတဲ့သဘောပေါ့ဟုတ် Google ရော Zoom ရောလို့ company တွေတောင်အလုပ်ထုတ်တဲ့တရင်ကို email နဲ့ပို့လို့ဝေဖန်ခံခဲ့ရသေးတယ်ဘာလို့လဲဆိုတော့အရင် impersonal ဖြစ်ပြီး group မဆိုင်ရကြလို့ဆိုပြီးတော့အော်ဟုတ်တယ်နော်တရင်ဆိုးလက်ခံရတဲ့သူဘက်ကကြည့်ရင်လည်းမှန်ပါတယ်ကိုရဲ့စိတ်ထိခိုက်နေတဲ့မျက်နှာကိုသူများမြင်အောင်ပြထားကြည့်မှမဟုတ်ဘူးလေဟုတ်ပါတယ်အဲ့တော့ကင်မရာသင်ငိုင်းတာကမစားနိုင်ရကြနိုင်တယ် အဲဒါကြောင့်ဒီလို sensitive အခြေအနေတွေမှာ audio ကိုရွေးချယ်တာကပိုပြီးစာနာမှုရှိရရောက်နိုင်တယ်ဆိုတဲ့ insight ကတကယ်တမ်းဖို့ရှိပါတယ်ရှင်။ကောင်းပါပြီ။ဒါဆိုနောက်ထပ် high stakes communication chain တွေတခုထည့်ခဲ့ညှိနှိုင်းခြင်းနဲ့ပဋိပက္ခ negotiation and conflict ကိုကြည့်ကြရအောင်။ဒီနေရာမှာတော့ Richard Most တွေ video တို့ phone တို့ကပိုကောင်းမယ်လို့ထင်ပါတယ်ရှင်။အပြန်လန်နားလည်မှုတိဆောက်ဖို့ယုံကြည်မှုရဖို့ non verbal cues တွေကအရေးကြီးတယ်မဟုတ်လား ရေပြာဖြင့်တော့မန်မာရီခမရသူရေတနာတွေအရာ Richard Mode တွေနဲ့ညှိနှိုင်းတာကပူပေါင်းဆောင်ရွက်မှုကိုပိုအားပေးတယ်ပိုကောင်းတဲ့သဘောတူညီမှုတွေရစေတယ်ဟုတ်ကဲ့ email နဲ့ညှိနှိုင်းတာကသဘောတူညီမှုမရတာတွေပုံများစေပြီးနှုတ်ဦးနှစ်ဖက်အချိုးအမြတ်နည်းစေလာတယ်လို့ဆိုပါတယ်ဘာလို့လဲဆိုတော့ email ကနေတဆင့်ယုံကြည်မှုတည်ဆောက်ဖို့ခက်ခဲပြီးနားလည်မှုလွယ်ဖို့ပိုလွယ်လို့ဒါပေမဲ့ email ကလုံးဝအသုံးမဝင်ဘူးလို့မဟုတ်တော့ဘူးထင်တယ်နော်တချို့အခြေအနေတွေမှာ email ကပိုကောင်းတာ မျိုးရောမရှိနိုင်ဘူးလား ေးရှိပါတယ်။ email ကို mahabyuha cha cha သုံးနိုင်တဲ့အခြေအနေတွေရှိပါတယ်။ဥပမာ Steve Jobs လေသူ News Corp နဲ့ iPad အသေး e-book ဖြန့်ချီအညီနိုင်တုန်းက email ကိုသုံးခဲ့ဘူးတယ်။ Oh Steve Jobs က email သုံးတယ်ဟုတ်လား။ဟုတ်တယ်။သူကသူ့ရဲ့တိမ်းမာတဲ့ယက်တိချက်နဲ့လိုချင်တဲ့အချက်တွေကို email မှာရှင်းရှင်းလင်းလင်းတိုးတိုးပြပြရေးပို့ခဲ့တယ်။အဲ့ဒီအချိန်က iPad မိတ်ဆက်ကွဲကနီးနေပြီလေ။ email ရဲ့ asynchronous တဘောဆိုလိုတာကချက်ချင်းပြန်ဆရာမလိုတာကိုတုံချပြီး news corp ဘက်ကကချင်းဖျားပေးခဲ့တယ်။အင်းသူတို့တဘောမတူရင်သူတို့မပါဘဲကျင်ညာမယ်ဆိုတဲ့တဘောမျိုးဖျားပေးလိုက်တာပေါ့။အဲ့ဒီလို email နဲ့ညိတာကတော်တော်လေး risk များတယ်လို့ပဲနော်။ news corp ကစိတ်ဆိုးပြီးထွက်သွားနေတာပဲ။ဘာလို့အလုပ်ဖြစ်သွားတယ်လို့ထင်လဲရှင့် job share ချင်းတွေကနည်းနည်း specific ဖြစ်နေလို့ပါ။သူကချင်းကိုသူ့ဘက်ကထိန်းချုပ်နိုင်ထဲတယ်လေ။ ပြီးတော့သူ့ရဲ့တင်ပြချက်ကလည်းရှုပ်ထွေးတဲ့အချက်အလက်တွေကိုရှင်းရှင်းလင်းလင်းချပြဖို့လိုလို့အီးမေးလ်ကပို့တင်တော်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဟုတ်ကဲ့။နောက်ဥပမာတစ်ခုပြောရင် base camp ဘူးရဲတီတောင်သူ Jason Free ပေါ့။သူကညီနိုင်မှုတစ်ခုမှစိတ်ဆိုးပြီးပြတ်သွားတဲ့အချိန်ကြီးရောက်သွားတယ်။အော်အေးမတူအီးမေးလ်နဲ့ပြန်ဆက်တွေ့ခဲ့တယ်။ကျွန်တော်ရှင်ပြန်လို့စိတ်ကထိမနိုင်သေးမြောက်ဖြစ်သွားတယ်။တ냐ကြီးစေစားပြီးပြန်တုံတက်တော့ကျွန်တော်မားပါတယ်။တောင်းမှန်ပါတယ်။ ဒီကိစ္စကိုပြန်ဆက်လို့ရမလားဆိုပြီးရိုးရိုးရှင်းရှင်းအီးမေးလ်ပို့လိုက်တယ်။အော်ဒီနေရာမှာကျတော့အီးမေးလ်ကနတ်ဖက်လုံးကိုစိတ်အေးသွားအောင်ချိန်ပေးလိုက်တယ်လို့ဖြစ်သွားတာပေါ့နော်။မင်းလာချင်းဆိုင်တာမှမဟုတ်ဖုန်းနဲ့ဆိုရင်အဲ့ဒီလောက်စိတ်ရင်ဖို့ချိန်ရခြင်းမရမှာ။ဟုတ်ပါရဲ့။အဲ့လိုအကျိုးသက်ရောက်မှုရှိသွားတယ်။ဒါကြောင့်ပုံမှန်အားဖြင့် negotiation အတွက် Richard Moody ကပို့ကောင်းမိမယ်။အချိန်ဖြီးရားကိုကိုကကအသာစီးအောင်အတုံးချခြင်းတဲ့အခါ Steve Jobs လိုပေါ့။ ရှုပ်ထွေးတဲ့အချက်တွေကိုရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ပြခြင်းတဲ့အခါမျိုးမှာဒါမှမဟုတ်နှစ်ဖက်လုံးစိတ်အေးထွားအောင်ချင်းယူဖို့လိုတဲ့အခါ Jason Fritz လို့ပေါ့အဲ့ဒီခါတွေမှာအီးမေးလ်ကိုမဟာဗျူဟာကြကြတုံးနိုင်ပါတယ်ဟုတ်ကဲ့အရေးကြီးဆုံးအချက်ကတော့လေဘယ်မုံလဲပဲညစ်နိုင်ခဲ့တယ်ဖြစ်စေညစ်နိုင်မှုအပြီးမှာတော့သဘောတူညီချက်အချင်းချုပ်ပါတယ်ကျေးဇူးတင်အီးမေးလ်တစ်ဆောင်ပို့ပို့တင်နေမြားအော်ဟုတ်တယ်မှတ်တမ်းတင်တဲ့သဘောရောဆက်ဆံရေးအတွက်ရောကောင်းလာပါတော့နော်ဟုတ်ပါတယ် ဂျကမတန်တင်ရရောက်တလို့နားလည်မှုလွဲရတွေကိုကာကွယ်ပြီးပြီးဆက်ဆံရေးကိုလည်းပိုပြီးခိုင်မြဲစေနိုင်ပါတယ်။ကောင်းပါပြီ။ productivity, authenticity, difficult news, negotiation ဆိုပြီးဒီမန်ချသုံးမျိုးအတွက် bear mode တီကဘလို့ချင်းဒီမှာတင့်တော်လဲဆွေးနွေးခဲ့ပြီးပြီပေါ့နော်။ဒီချက်ဒီအားလုံးကိုပြန်စုစည်းပြီးတော့လက်တွေ့အသုံးချဖို့လွဲအောင်မထားလို့ရမယ့်ညီလာလေးများမရှိဘူးလားရှင်။အဲရှိပါတယ်။ Andrew Broski ကဒီချက်ကြီးကို အတူကောက် ping ဆိုတဲ့ framework နဲ့မှတ်ထားဖို့အကြံပြုထားပါတယ်ခင်ဗျာ p i n g ပေါ့ p i n g ဟုတ်ကဲ့ p ya perspective taking ပါတပတ်လူရဲ့အမြင်ခံစားချက် အခြေအနေကိုထည့်စင်စားခြင်းပေါ့ဒါကခုနကတရင်ဆိုပြောဟု audio ရွေးတာမျိုးမှာအတုံးဝင်တယ်လေ i က initiative ပါကိုယ်ရင်တက်ကြွယ်စွာစတင် look ဆောင်ခြင်းပေါ့ လွယ်တာတုံးနေကြကိုမရွေးပဲယီမန်တဲ့တော့အတင့်တော်ဆုံး mode ကိုတမင်တကာရွေးချယ်တာကိုဆိုလိုတာပါ n က non verbal ပါအတန်အမူအရာစတဲ့စကလုံးမဟုတ်တဲ့အချက်ပြမှုတွေရဲ့အရေးပေါ်မှုကိုသိခြင်းပေါ့ဘယ်အခြေမှာ q variety များများလို့လဲ richer mode ဘယ်အခြေမှာနည်းနည်းပဲလို့လဲ leaner mode ဆိုတာစုံချက်ဖို့ကူညီပေးတယ် g ကတော့ goals ပါကိုယ့်ရဲ့ယီမန်ချက်ကိုတတ်မှတ်ခြင်းပေါ့ productivity လား authenticity လား relationship building လာ negotiation လာစသဖြင့်ကိုယ်ဦးစားပေး human ချက်ပေါ်မူတည်ပြီး mode ရွေးချယ်မှုကိုလမ်းညွှန်ပေးပါတယ်ဟုတ်ပါတယ်ဒီ framework ကကျွန်တော်ခုနကဆွေးနွေးခဲ့တာတွေကိုလက်တွေ့ကျကျပြန်စူးစီးပေးလိုက်တာပါပဲဘယ် mode ကိုရွေးမလဲဆိုတာက ဖြစ်ကတဆန်းလို့ရမယ့်ကိစ္စမဟုတ်ပဲတေချာစဉ်းစားပြီးဆုံးဖြတ်ရမယ့်မဟာဗျူဟာမြောက်လိုရတဲ့ခု ဖြစ်တဲ့နယ်ဆိုတာကို ပြန်ပြီးအမှတ်ရစေတယ်ပေါ့ဗျာ ဒီနေ့ဆွေးနွေးမှုကနေကျမတို့အားလုံးသဘောပေါက်လာတာကတော့လေ virtual communication မှာဘာပြောသလဲဆိုတာတော့ပဲအရေးကြီးတာမဟုတ်ပဲနဲ့ဘီလိုနီးလန်းနဲ့ဘယ်နေရာကနေပြောသလဲဆိုတာကလည်းအတိတ်ပဲအများကြီးရှိနေတယ်ဆိုတာပါပဲနော်တကယ်တော့ဟုတ်ပါတယ်ဒါက CEO တွေ manager တွေတော့ပဲမဟုတ်ပါဘူးကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ပြောဆိုဆက်ဆံမှုတွေလုပ်ငန်းခွင်အောင်မြင်မှုတွေကိုယ်ရေးကိုယ်တာဆက်ဆံရေးတွေပေါ်မှာပါတိတိတသာတည်ယုံမှုရှိနေရပါဟုတ်ကဲ့ မှန်ကန်တဲ့မိုးကိုရွေးချယ်တတ်ခြင်းကနားလည်မှုလွယ်တာတွေကိုရှောင်ရစေတယ်ဆက်ဆံရေးတွေပိုခိုင်မဲ့စေတယ်နောက်ဆုံးမှာကိုယ်ရည်မှန်းချက်တွေအောင်မြင်ဖို့အကြီးကျယ်ထောက်ကူပြုနိုင်ပါတယ်တခါတလေလှုပ်လိုက်တဲ့ communication ရဲ့ခူးချင်းစီကတင်းညေတယ်လို့ထင်ရပေမဲ့ကာလရှင်မှာဒါတွေစူပေါင်းလိုက်ရင်ကိုယ့်ရဲ့အတက်မွေးပန်းကြောင့်လောင်ကြောင့်တဲ့ဘဝကိုတော့တိတိတသားပြောင်းလဲသွားစေနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ် အခုဆိုရင် AI ကကျမတို့အတွက် email တွေစာကြမ်းရေးတာတို့ပြန်ကြားတာတို့လုပ်ပေးနိုင်နေပြီလေဟုတ်ကဲ့တော်တော်လေးအသုံးဝင်လာပါပဲอืมနောက်တစ်ချိန်မှာဆက်သွယ်ရေးနဲ့ပတ်သက်တဲ့အလုပ်တော်တော်များများကို AI ကလုပ်ပေးလာနိုင်တယ်လို့ဆိုကြတယ်ဒါပေမဲ့အချိန်နေအချိန်ခါလူသားတွေရဲ့တိမ့်မွေ့အစိတ်ခံစားမှုတွေကိုနားလည်ပြီးတော့လေအဲ့ဒီ context အတွက်အသင့်တော်ဆုံး communication mode ကို အသင့်တော်ဆုံး platform ကိုရွေးချယ်ဆုံးဖြတ်ပေးနိုင်တဲ့ လူသားတွေရဲ့စစ်စစ်ဖိုင်းချမ်းနိုင်စွာအဲ့ဒီ P framework တဲ့က P perspective taking လို့မျိုး empathy နဲ့ understanding ကို AI ကအပြည့်အဝအစားထိုးနိုင်ပါမလားဒါကတော့စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပါပဲနော်